ဟုတ်ကဲ့မင်္ဂလာပါဝေါ်ခုံနိုင်မှာအလုံးပြန်လည်ကြိုးဆိုလိုက်ပါတယ်အဲ့တော့ညီကိုရေအားလုံးစောင့်မြင်နေတဲ့ပွဲစဉ်ကျွန်တော်တို့ရဲ့ UFC fighter နေဂျွန်ရှောင်းဘန်ရဲ့ပွဲစဉ်ကတော့အခုမနက်မှာပဲချိန်ညာလိုက်ပြီးဖြစ်ပါတယ်ဒါကတော့ UFC ဘက်ကအချိန်ညာရဲ့တည်ရဝင်ပွဲစဉ်ဖြစ်ပါတော့ခင်ဗျအဲ့တော့ဒီပွဲကဒီလာမယ့်ဒီဇင်ဘာ9ရက်နေ့မနက်9:00နာရီမှာကြီးရှိရမှာပါကျွန်တော်တို့ရဲ့မြန်မာစံတော်ချိန်ပါခင်ဗျဟုတ်ပြီအဲ့ဆိုရင်ဘယ်ပွဲစဉ်မှာပါဝင်လာလဲဆိုရင် ဒီခုံမင်းပွဲစဉ်မှာပါဝင်လာပါလားခင်ဗျမင်းပွဲစဉ်မှာကမာရက်နဲ့ဗီတာယန်ရဲ့ပွဲကိုထပ်မံထည့်သွင်းလိုက်တာဖြစ်ပါတယ်အဲ့တော့အရင်နေ့မှလည်းကျွန်တော်ပြောခဲ့ပြီးတာပေါ့နော်ဒီပွဲစဉ်က Las Vegas မြို့မှာရှိတဲ့ T-Mobile Arena မှာကျင်းပမဲ့ပွဲစဉ်ဖြစ်တဲ့အတွက် UFC ဘက်ကတော့ဒီ Pantoja နဲ့ Joshua Ban ရဲ့ပွဲကိုသူတို့က main ပွဲစဉ်မှာထည့်ပေးဖို့တိတ်မရေဘူးလို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျ။အဲဒါကြောင့်သူတို့ကတော့ခက်မြန်မြန်လေးပဲဒီ main ပွဲစဉ် မာရက်နဲ့ဖီတာယန်းရဲ့ပွဲကိုထည့်သွင်းလိုက်တာလို့မြင်ပါတယ်။ဘာလို့လဲဆိုရင်မာရက်ကလွန်ခဲ့တဲ့အောက်တိုဘာ9ရက်နေ့မှာပဲပွဲကစားထားတဲ့ဖိုက်တာဖြစ်ပါတယ်။အဲ့တော့အခုတလပဲအချိန်ရရင်နောက်ထပ်ချန်ပီယံကာကွယ်ပွဲတစ်ပွဲကိုပြန်လည်ထိုးတက်ရတော့မှာဖြစ်ပါတယ်။တလအတွင်းမှာဒီလိုမျိုးပွဲကစားနေဆိုတာကယူယိုဖိုက်တာတွေအတွက်ကဘာမှပြဿနာမရှိဘူး။ဒါပေမဲ့ချန်ပီယံတွေအတွက်ကျတော့သူတို့ရဲ့ကပတ်ဆုံးရှုံးရမှာစိုးရိမ်ရတာဖြစ်ပါတယ်ခင်ဗျ။ အခုမာရက်ကလုံးဝကို race ယူရဲတယ် UFC ကလည်းဒီပွဲကိုအမြန်စီစဉ်ပေးလိုက်တဲ့အနေထားလို့မြင်ပါတယ်ဘေးပရိတ်တက်မှခံမှန်းထားခြင်းမရှိပါဘူးဗျာဒီပွဲစဉ်ကအားလုံးကလည်း Volkanovski ရဲ့ပွဲကိုကောင်းပွဲနေရာမှာပါဝင်လာမယ်ဆိုပြီးတော့ခံမှန်းနေကြတာပါဒါပေမဲ့ UFC ကတော့လုံးဝ surprise တိုက်လိုက်ပြီးဖြစ်ပါတယ်အဲ့တော့ဒီနေ့မနက်မှာကျော်ရှော်ပန်ကဘယ်လိုမျိုးရေးသားဖော်ပြလာလဲဆိုရင်လာမယ့်ဒီဇင်ဘာ6ရက်နေ့မှာ UFC ရဲ့ချန်ပီယံလူပွဲထိုးရပါတော့မယ်။ Let's go မြန်မာကျွန်တော်တို့တမိုင်းရေးရမယ့်အချိန်ရောက်ပြီဆိုပြီးတော့ Joshua Pan ကတော့ရေးသားဖော်ပြသွားတာဖြစ်ပါတယ်ဒီဇင်ဘာ6ရက်နေ့ဆိုတော့ American စံတော်ချိန်မှာကျွန်တော်မြန်မာမှာတော့ဒီဇင်ဘာ9ရက်နေ့မနက်9:00နာရီမှာကြီးရှုရမှာဖြစ်ပါတယ်အဲတော့ဒီပွဲအတီဖြစ်သွားပြီဆိုတဲ့အကြောင်းကိုမြေကိုယ်တွေကိုလာရောက်ပြောပြခြင်းဖြစ်တယ်ကျွန်တော်တို့မြန်မာပရိသတ်တီတော်မကဒီကိုရီးယားရောဂျပန်ရောဒီအာရှနိုင်ငံပေါ့နော်အတိကတော့အရှေ့တောင်အာရှနိုင်ငံအကုန်လုံးကလည်း တင်ပွဲစဉ်ကိုစောင့်ကြည့်သွားကြမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ကိုရီးယားနဲ့ဂျပန်က UFC မှာချန်ပီယံဖြစ်ဖို့သူတို့ကကြိုးစားနေတာအရင်ကကြာပါပြီ။တယောက်တက်လာလိုက်ရှုံးသွားလိုက်နေပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တာပါ။ဘာလို့လဲဆိုရင်ဒီ American နိုင်ငံလိုမျိုးတရုတ်နိုင်ငံလိုမျိုးသူတို့ကလည်းနိုင်ငံကြီးဆိုပြီးတော့ပြသချင်တာကပောင်း။နေပြည်တော်အလုံးမှာလည်းသူတို့ကတကယ်ကိုစွမ်းဆောင်ရဲ့ကောင်းတဲ့ဖိုက်တာတွေပိုးများနေဆိုတဲ့ဟာကိုသူတို့ကလည်းချက်ပြချင်တာပါဒါပေမဲ့ဒီဂျပန်နဲ့ကိုရီးယားကတော့ ချန်ပီယံဖြစ်လာခြင်းဟုတ်ဒီမရှိပါခင်ဗျလွန်ခဲ့တဲ့1900ကျော်မှာတော့ဒီဂျပန်ဖိုင်တာတယောက်တော့ချန်ပီယံဖြစ်တယ်ဒါပေမဲ့အဲ့ဒါကတော်နမန့်ပွဲစဉ်ပါအခုဒီခေတ်မှာတော့ UFC ဖိုင်တာတယောက်မှကိုပေါ်ထွန်းလာခြင်းမရှိပါအောင်အဲ့တော့အရှေ့တောင်အာရှနိုင်ငံတွေအကုန်လုံးကလည်းဒီပွဲကိုစောင့်ကြည့်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကပထမအုံဆုံးတမိုင်းတည်းရေးထိုးသွားမယ်အချိန်ရောက်ပြီလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့အတူတူကအားပေးလိုက်ကြရအောင် ဟုတ်ကဲ့နောက်ထပ်ပွဲအကြောင်းအရာကတော့ဒီဒီတပတ်တောက်ချံညမှာ ကြီးရှုရမယ်ထုံမင်းအောင်ရပွဲစဉ်မှာသူရဲ့ပြိုင်ဘက်တန်းနှင်ကတော့အခုလိုပဲပြောလာတာဖြစ်ပါတယ်ကျွန်တော်ဝိတ်တန်းကြီးမှာကစားခဲ့တယ်တိတ်အဆင်ပြေတယ်လို့မခံစားခဲ့မိဘူးခန္ဓာကိုယ်ကအရန်ကို လေးနေတယ်လို့ခံစားခဲ့ရတယ်အဲ့ဒါကြောင့်ဝိတ်နေနေချင်းစီချခဲ့တာပါ အခုတော့တော်လက်တလို့ခံစားနေရပြီထုံမင်းအောင်ကငေကုံရောအရက်မြင့်ရောလောဝကိုပုံစံကျနေပါတယ် ဒါပေမဲ့ကျွန်တော်စိတ်မပူပါအောင်ကျွန်တော်မှာအာပင်ပြီး NDA ရှိတဲ့လက်တီထိုးချက်တွေရှိပါတယ်ဆိုပြီးတော့ပြောဆိုသွားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ tanning ကိုပြန်ကြည့်မယ်ဆိုရင် tanning ကသူအရင်ကကစားခဲ့တဲ့ပွဲတွေမှာ169ပေါင်တန်းမှာကစားခဲ့တာပါဒီ Russian fighter တွေနဲ့ Manchester Confident ကစားခဲ့တယ်ဒါပေမဲ့သူအဲ့မှာအဆင်မပြေဘူးရှုံးပွဲတွေကြောင်းတယ်အဲ့ဒါကြောင့်သူကဝိတ်တန်းပြန်ဆင်တယ်အခုဒီ1 square chip ကတည်ဝင်ကျင်ရထားတဲ့ weight က165ပေါင်ပါ ဲ့တော့သူကလေးပေါင်ဝိတ်ချပြီးတော့ကစားရမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဆိုရင်ထုံမင်းအောင်ကပုံမှန်ကစားနေကြသူ့ရဲ့ဝိတ်ကတော့150စနမှာ6ပေါင်ပါ။အဲ့တော့ဒီတန်းနင်းနဲ့ရှင်လိုက်မယ်ဆိုရင်6ပေါင်တော့ကိုပွားနေပါတယ်ခင်ဗျ။ဒါပေမဲ့လည်းဝမ်းချင်မဲ့ကျင်းပပေးတဲ့ဒီတက်မှတ်ပေးတဲ့ဝိတ်တန်းတော့165ဆိုတော့ထုံမင်းအောင်လည်း6ပေါင်လောက်ဝိတ်တင်ရမှာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တန်းနင်းအတွက်ကစားပေးတဲ့ပွဲစဉ်လိုမျိုးဖြစ်နေပါတယ်။ ်တန်နင်က169မှာအဆင်မပြေလို့ဝိတ်ချလာတယ်။ထုံးမင်းအောင်ကတော့6ပေါင်ဝိတ်တင်ပြီးတော့ထိုးပေးရတဲ့အခြေအနေမှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီပွဲလည်းတကယ်ကိုကြီးလို့ကောင်းမဲ့ပွဲစဉ်ဖြစ်ပါတယ်။ကျွန်တော်တို့အတူတကွဒီတစ်ပတ်တောက်ကြိုင်ရမှာအားပေးလိုက်ကြရအောင်ဗျ။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာကတော့ကိုအောင်လအကြောင်းအရာအကြောင်းအရာပါ။ကိုအောင်လကအင်တာဗျူးမှာအခုလိုပဲဖြေကြားသွားတာဖြစ်ပါတယ်။ကျွန်တော်ဂျင်ဖွင့်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်ကလေးတွေအတွက်ရည်ရွယ်တာပါ။ လက်ရှိအချိန်မှာကျွန်တော်နဲ့အတူလက်ချင်းနေတဲ့ကလေး6ယောက်8ယောက်လောက်ရှိပါတယ်။သူတို့တွေအတွက်လက်ချင်းလို့ရမယ့်နေရာကိုပြင်ဆင်ပေးချင်တာပါ။ကလေးတွေကိုတနာရီနှစ်နာရီလောက် iPad တွေပေးသုံးပြီး အချိန်ကုန်ခိုင်းတာထက်သူတို့ရဲ့အကျန်းမာရေးနဲ့ခန္ဓာကိုယ်ပိုပြီးတော့အတန်မာလာအောင် training လုပ်ခိုင်းတာကပိုပြီးတော့ကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်။အာယုံစူးစိုက်မှုပိုကောင်းမယ်ပြီးတော့စီကန်းတွေပိုပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်။အဲ့ဒါတွေကသူတို့အရှိရေးအတွက် အောင်မြင်မှုတွေကိုရရှိစေအောင်အထောက်အကူဖြစ်စေမှာတေချာပါတယ်။လက်ရှိပြိုင်ပွဲဝင်နေတဲ့အောင်ဒီနဲ့အီတန်လေးရှိပါတယ်။သူတို့ကပွဲစဉ်ပေါင်း90လောက်ကစားပြီးပါပြီ။ wrestling ပွဲစဉ်တွေ BJJ ပွဲစဉ်တွေပါ။ဒါတကယ်ကိုကောင်းတဲ့အချက်ပါ။ rock tan ဆိုရင်အသက်6နှစ်အရွယ်ကလေးကနေမွေထိုင်းစတင်လေ့ကျင့်တာပါ။အသက်9နှစ်10နှစ်အရွယ်မှာ သူကပြိုင်ပွဲတွေစဝင်နေပါပြီ။အခုဆိုရင် ူ့ရဲ့ professional ပွဲစဉ်ပေါင်းကတော့300ကျော်ထိရှိနေပါတယ်။ရောက်ထိုင်ရဲ့အသက်ကအခု28နှစ်ပဲရှိပါသေးတယ်။ပွဲစဉ်ပေါင်း300ကျော်ဆိုတော့လွယ်တဲ့အရာတော့မဟုတ်ပါဘူး။ငယ်စဉ်ကတည်းကလေ့ကျင့်ခဲ့လို့အခုလိုမျိုးအရန်တော်တဲ့မွေထိုင်းချန်ပီယံတယောက်ဖြစ်နေတာပါ။ကျွန်တော်ရဲ့မျိုးဆက်တစ်တွေကိုလည်း wrestling, BJJ, kickboxing, မွေထိုင်းပွဲစဉ်ပေါင်း900ကျော်လောက်ဝန်ခံစေချင်ပါတယ်။ အခုအရွယ်ကလေးကပွဲစဉ်ရကြောကစားထားတဲ့တယောက်က professional ပွဲစဉ်ကစားလာတဲ့အချိန်မှာဘယ်လောက်ထိကောင်းနေမလဲဆိုတာကျွန်တော်တို့စဉ်းစားလို့ရမယ်ထင်ပါတယ်။အဲဒါကြောင့်အခုအချိန်ဖွင့်ရတဲ့အရွယ်ချက်ကသူတို့အစိတ်ဝင်စားမယ့် platform တစ်ခုကို ဖန်တီးပေးလိုက်တဲ့သဘောပါ။ဆိုပြီးတော့ interview မှာဖြေဆိုသွားတာဖြစ်ပါတယ်။ Okay ဒီနေ့ကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။